အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြမဲ့ပုံမြင်လေးရတော့ကျုပ်ပုံမြင်ဆိုရဲပုံမြင်လေးပဲဖြစ်ပါတယ်ကျုပ်ကလေးတော့ကဘာမျိုးဘောကိုရောက်ရှိလာခဲ့ပါပြီကျက်ဖီဖီနဲ့ကျက်မီမီတို့ကလည်းကျုပ်လေးကိုချစ်ကြတယ်ညီကိုမောင်မတို့လည်းအများကြီးပဲလေကျုပ်လေးဟာကြီးလာရင်ဘာလို့ရမလဲဆိုပြီးစိတ်ကူးရင်းလေးရှိပါတယ် ချက်ចောင်းဆရာကြီးလုပ်ပြီးချက်ကလေးတွေကို စာတင်ပေးနေတာပေါ့တရက်တော့ချက်တွေပြေးလောအောင်ဟစ်နေကြတာကိုကျုပ်ကလေးတွေ့လိုက်ရတယ်ကျုပ်ကလေးတိတ်ကြောက်တာပဲကျုပ်ကလေးဟာဖီဖီမိမိရေးဆိုပြီးអော်ကြည့်ရယ်ဖီဖီနဲ့မိမိတို့ကိုမတွေ့ရတော့ဘူးလေမောင်နှမတွေလည်းပြေရောက်သွားပါလေ ျဲဥကလေးဟာရမ်းဖြစ်နေတဲ့ကြက်ကြီးတွေရဲ့ဝေးရောင်ကိုထွက်ပြေးခဲ့ရတယ်။ဖီဖီကျဲမိမိကျဲနဲ့မောင်နှမတွေကိုတတိယလိုက်တာ။ကျင်နာတတ်တဲ့ကိုကိုမမကျက်တွေကကျဲဥကလေးနဲ့တခြားကျဲဥကလေးတွေကိုဝိုင်းဝန်းပြုစုပေးကြတယ်။ကျဲဥကလေးဟာတငယ်ချင်းတွေနဲ့ကစားတယ်။မုတ်စားတယ်၊ဆေးရောင်ချဲတယ်၊ပုံမြင်တွေနားထောင်တယ်။ကျဲဥကလေးဟာဖီဖီနဲ့မိမိကိုတိတ်လွမ်းတာပဲ။ ကြက်တွေရမ်းဖြစ်ကြရေသူပပင်းနဲ့မင်းမေတို့နဲ့အတူနေရပါတရက်တော့ကြက်ကိုကိုမမတွေကဖေဖေနဲ့မင်းမေကိုတွေ့အောင်ရှားပြီးခေါ်လာပြီးတယ်ကြက်ဦးလေးပြောလိုက်တာသူတို့နဲ့အတူရှိနေကြက်ဦးကလေးဘာဘုံမှမကြောက်တော့ဘူးကြက်ဦးကလေးစာကျူစာပါတယ်ကြက်ကြောင်းစရာကြီးဖြစ်ရင်ရမ်းမဖြစ်ဖို့ကြက်ကလေးတွေကိုတင်ပေးရမယ်ဟုတ်ကလေးကတော့ဒီတော့ပါပဲကွယ် ဗိုလ်မျိုးလေးပြီးဆုံးသွားပြီမဲ့ကလေးတို့ပြည့်စုံရဲ့မိဂုံများဆိုတာလေးပါရှိပါသေးတယ်။မိဂုံလေးတွေကိုဖြည့်ကြည့်ကြပါဦး။မိဂုံနံပါတ်1ဘာဖြစ်လို့ကြက်ဥလေးဟာမိဘလေးနဲ့ क्वे သွားတာလဲ။မိဂုံနံပါတ်2ကြက်ဥလေးကြီးလာရင်ဘာဖြစ်ချင်တာလဲ။ကလေးတွေရောကြီးလာရင်ဘာဖြစ်ချင်လဲ။မိဂုံနံပါတ်3မိဘလေးနဲ့ဝေးနေချိန်ကြက်ဥလေးဘယ်လိုခံစားရမလဲ။ပြန်တွေ့ချိန်ဘယ်လိုခံစားရမလဲ။မိဂုံနံပါတ်4 这对眼皮的高叶拉，霸皮凛冽。